နမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာနမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာနမောတတဘဂဝတောအရဟတောတမ္မာတံဗုဒ္ဓတာဒိဗသကုအဘိညာဣတတေယအရှင်မဒိဗသကုအဘိညာရရှိကြကုန်သော ငါဤတာဝိကတော်တွေအမျက်ဆုံးဖြစ်၏ဟူ၍မြတ်စွာဘုရားထံတော်မှဒိဗာစကုအဘိညာဉ်အရာ၌ဣတရေရတော်မူသောအရှင်မကမကုလထေရီဖြစ်ပေသည်ဒိဗာစကုအဘိညာဉ်ဟူသည် တောက်ပ၍အမြင်တန်သောနတ်မျက်စိကဲ့သို့ကွယ်ရာထောင်ရာဝေးကွာရာအရာကိုလှမ်း၍မြင်နိုင်သောအဘိညာဉ်ဖြစ်သည်နတ်တို့ဤမျက်စိသည်လွန်စွာအမြင်တန်သည်တောက်ပသည် တကယ်တည်းလူတို့မမြင်နိုင်သည့်အရာတို့ကိုထိုးထွင်းသိမြင်၏ဝေးကွာသောအရာရှိ အရာဝတ္ထုအဖြစ်ပြည့်တို့ကို ဖောက်ထွင်းသိမြင်၏ဤကဘာမှပြန်လဲရည်တွက်သည်ရှိသောလွန်ခဲ့သောကဘာသသိန်းထံ၌ဘဒုမုဒ္ဒရာမြတ်စွာဘုရားပွင့်တော်မူခဲ့သည်ပါကုလထေရီလောင်းလျာသည်ဘဒုမုဒ္ဒရာမြတ်စွာဘုရား၏ဖအေတုမအေခွေနမတော်နန္ဒာမင်းသမီးဖြစ်ခဲ့သည်ခမဲတော်အာနန္ဒာမင်းကြီးနှင့်တကွာ နန္ဒာမင်းသမီးပါဝင်သောနန်းရင်းသူနန်းတွင်သားများသည်မြတ်စွာဘုရားထံတော်ပါ၌မပြတ်ခါစားကြသည်တနေ့တွင်ဘုရုမတော်ရမြတ်စွာဘုရားသည်ဘိက္ခုနီအရှင်မတပါအားချီးမွမ်းတော်မူပြီလျေဒိဗာဆက်ခုအဘိညာဉ်အရာ၌ဣတရေထားတော်မူသည်ဤဒီကိုပူမြင်ရသောနန္ဒာမင်းသမီးသည်အလွန်နှစ်သက်အာရအာချမီ၏တို့ဖြစ်သောကြောင့်မြတ်စွာဘုရားအားစီမင်းဖြင့်ပူဇော်ကား ဒိဗာဆက်ခုအဘိညာဉ်အရာ၌ဣတတေယသောစုကိုဆုတောင်း၏နမရောနန္ဒာရှင်မီးပူဇော်ခြင်းအချို့ကို တောင်းတ၍ပူဇော်သော ကုသိုလ်ပါရမီကြောင့်တင်တောင်းသောသုတိပြည့်စုံလိမ့်မည်ဤကဘာမှနောက်ကဘာသတိန်းထက်၌အောက်ကကမင်းမျိုးဖြစ်သောဂေါရမအမည်ရှိသည့်မြတ်စွာဘုရားသည်ထင်ရှားပွင့်တော်မူလက်တံထိုအခါတွင်တင်သည်ဘာကုလဟုသောအမည်ဖြင့် ယဟမိမဖြစ်၍ဒိဗာဆက်ခုအဘိညာဉ်အရာနာဧတတေရလတံဘဒုမုဒ္ဒရမြတ်စွာဘုရားသည်အနာဂတံသရွှေဉဏ်တော်ဖြင့်ရှုမြော့ပြလျင်ဗျာဒိစကားအမွဲ့ချတော်မူ၏နန္ဒာမင်းသမီးသည်လွန်စွာအာရရွှင်လန်းလာသဖြင့်ဖရာအမှုရှိသောတန်ဃာတော်များအပင်ဖိတ်ကကြီးကျယ်ခံလာသောအလူတော်ကြီးပြေပြန်၏ထိုမင်းသမီးသည်ဤဘဝမှဆုတည်ခဲ့ကကောင်းသောဘဝများ၌ကျင်လည်ခဲ့သည် ထိုဘဝများ၌လည်းကောင်းမှုကုသိုလ်များကိုသာဆင်ဆက်မပြတ်ပြုခဲ့သည်တို့အတွေ့ကတ္တပမြတ်စွာဘုရားပွင့်တော်မူလာခြင်းဝယ်နန္ဒာမင်းသမီးသည်ကေသနာသုံးပါးကိုတည်သောပုံနေမကလေးချစ်လာလေ၏ပုံနေမကလေးသည်အရွယ်ရောက်လာသောအခါအိမ်ယာထောင်သော လူပေါင်းလောက၌မပျော်ပိုက်သောကြောင့်ယဟန်ပြုသည်ယဟန်ပြုသောညာပရဘိုက်တို့ထံ၌ယဟန်ပြုမိလျက်သာ ဖြစ်နေသည် တို့အတွက်တပါးတည်းသာတွာလာနေထိုင်တော်သည် အခါတပါး၌ကတပမြတ်စွာဘုရားပြိဋိဘံဆံဝင်တော်မူသည်တပည့်တာဝကများနှင့်ဒါယကဒါယိကအမများသည်မြတ်စွာဘုရား၏ဓာတ်တော်မွေတော်များကိုသာပနာလျက်ဇေဒီတော်ကြီးတီထားကိုကိုွက်ကြလိမ့်၏အထက်ပါပြဲပိုင်းမှသည်ယေသနာသုံးပါး၌သရတရားရှိသူဖြစ်ရကဇေဒီတော်ကြီးအားစီမီများဖြင့် ညာလုံးပေါပူဇော်တော်ဤပရေပိုင်းမှကွယ်လွန်သောအခါထိုကောင်းမှုကြောင့်တာဝရင်သာနိုင်ရနာဖြစ်ုံမကစင်ကြယ်သော မျက်စိရှိသူဖြစ်ဤတဘောအပြီးတဘောကနိုင်ရနိုင်သာခြင်းလေဤဤသို့ကောင်းမြတ်သောဘုံဘဝများနာခြင်းလေနေသောနတ်သမီးသည်ဂေါရမမျက်စွာဖျားပွင့်တော်မူခြင်းဝယ်တာဝုထိရွှေမျိုးတော်၌ပုံနှင်းမှပင်ဖြစ်လာဤမိဘတို့သည်သူအားဘာကုလာဟုအမည်ပေးကြဤ ဘာကုလအရွယ်တို့ရောက်ချိန်တွင်မိဘများကမျိုးတို့ယိုတို့ပုံနာလှုပ်လင့်တရောင်နှင့်ထိမ်းများပေးကြ၏တားတယောက်နှင့်သမီးတယောက်ဖွားမြောက်လာချိန်ဝယ်ဘာကုလ၏ဘဝပြောင်းလဲเสียအကြောင်းပေါ်ပေါက်လာသည်ဤဒီမှာတောင်ဝတ်ထီတို့မြတ်စွာဘုရားကြွရောက်တော်မူလာခြင်းဖြစ်သည်သုံးလောကထွက်ထားတပ်ပညုမြတ်စွာဘုရားသည်အနာရဝိန်တထေဆောက်လို့လူရန်သောဇေတဝန်ရွှေချောင်းတော်ကြီးကိုအလုခံရန် တန်ခါတော်ပေါင်းခြံရလျက်ကြွရောက်တော်မူလာခြင်းဖြစ်သည်တာဝုထိမျိုးသူမျိုးသားများမှာဤအခါကြမှသာဘုရားရှင်ဘုရားမှန်တန်ခါရှင်းတန်ခါမှန်ကိုဖူးမြော်ခွင့်ရကြသည် အမျိုးကောင်းသမီးဘာကုလာသည် ထိုเจ้าအလိုပွဲခြင်း၌မြတ်စွာဘုရား၏ဘုံတော်ကံတော်ခြင်းမဘုံကိုဖူးမြော်ကြည်ညိုရ၏ဘဝဘဝကဖြည့်ဆည်းခဲ့သောပါရမီသည်နိုးစော်ရကယေသနာသုံးပါး၌ မမိတ်မတုံယုံကြည်ကမပြက်လင်းမြတ်စိတ်ကကြီးညိုသော ဥပတိကအဖြစ်သို့ရောက်ရှိလာလိမ့်၏တို့ရတွင်ဘာကုလာစီဘူးခဲ့သော ပုံညတံပါရသည်ဤမြဖြင့်တန်နာမနေပေသူသည် တရားရုံးအခါ၌ယဟနာအရှင်မြတ်ကြီးတစ်ပါးထံမှနိဗ္ဗာန်ရောက်ကြောင်းတရားကောင်းများကို နာကြားရသည် ပါရမီအခမ်းရှိသူဖြစ်သည့်အလျောက်တရားတော်အစုံ၌တောတာပန်ဖြစ်လိမ့်၏ငါလင်ငါသားဟုတသက်လုံးအမောင်ကြခဲ့သော ဘာကုလာသည်တန္တရာအမိုက်တိုင်မှလွတ်ရလော့ကြောင်းအလင်းရောင်ကိုမြင်ရပြီးထိုအလင်းရောင်နောက်သို့လိုက်ရန်မှာယဟန်ပြူရန်ဖြစ်သည်တို့အတွေ့ကာမပါလျောက်ကျန်းထံခွင့်ပန်သည် ပုံနာမှာလေရေသနာသုံးပါး၌တရာကြီးညိုသူဖြစ်ရကချက်စနေဘာကုလာအားရှောရှောရှူရှူခွင့်ပြုလိုက်လေသည်သောသောဘာကုလာမှာအသက်မပြည့်သေးသည်ဖြင့်ယဟန်မပြည့်ရသေးပေ တိတ်ခမှန်အဖြစ်ဖြင့်နေထိုင်ကတရားအထုတ်ရသည်ထိုအကြောင်းကိုဘာကုလထေရီကိုတော်တိုင်းဝတ်ကြားတော်မူသောဘာကုလထေရီအပဒဏ်၌ဤသို့ပါရှိပေ၏။ဘာသည်အိမ်ယာထောင်သောလူတို့ပေါင်း၌နေထိုင်စေရန်တော်တပါထံမှတရားတော်ကိုနာကြားရသောကြောင့်ကိရိတာမြူကင်းသောမသိခြင်း၏အကြောင်းဖြစ်သောသုတေရွေလျောမှုမရှိသောနိဗ္ဗာန်ကို မြင်တွေ့ရပေပြီးထုံငါသည်တားကို၎င်း သမီးကို၎င်းဥစ္စာစဘာတို့ကို၎င်းစွန့်ပယ်ခဲ့ပြီးလေသပင်တို့ကိုရိပ်ဖြတ်ပြီးအိယာမထောင်သောယဟန်ပေါင်၌ယဟန်ပြုတ်ခဲ့ပါသည်မဟာဒီတိတ်ခတ်မှန်သာဖြစ်သေးလေမြစည်းမပရိပဒါခရီးဖြစ်သောအထက်မက်ကို ဖြစ်စေသည်ရှိသောရာဂဒေါသကို၎င်းထိုရာဂဒေါသနှင့်တူသောတရားရှိသောအာသဝတရားတို့ကို၎င်းပယ်စွန့်နိုင်ခဲ့ပြီးမဟာဒီအသက်ပြည့်လက်တော် ပဇင်းပြူ၍ဘိက္ခုနီဖြစ်လာသည်ထိုအခါရှေးဘဝကိုအောင်းမေနိုင်ခဲ့ပြီးကောင်းစွာပွားများအပ်သောဒိဗ္ဗစကုအဘိညာဉ်ကိုအညစ်အကြေးကင်းစင်အောင်တုတ်တင်အပ်ပြီးအကြောင်းဖြစ်စဉ်ကြောင့်ဖြစ်ကုန်သောပျက်စီးတတ်သည့်သဘောရှိကုန်သောတေဘူမကသင်္ခါရတရားတို့ကိုသစိမ့်ပြင်းပြင်းအားဖြင့်ရှုမြင်၍အာသောတရားအားလုံးတို့ကိုပယ်ခဲ့ပြီးကိလေသာမီချုပ်ငြိမ်းခဲ့ပြီးဖြစ်၍ငြိမ်းအေးခြင်းတို့ရောက်ခဲ့ပြီး ရဟနာရှင်မကြီးဘာကုလထေရီသည်ရှေးရှေးဘဝများစွာကစီးပူးခဲ့သော ပါရမီတန်ပါရကုသိုလ်များအရာဒိဗာဆက်ခုအဘိညာဉ်ကိုချိန်ဖန်များစွာဝင်စားတော်မူသည်ထိုအခါအရှင်မ၏ဒိဗာဆက်ခုအဘိညာဉ်ဉာဏ်အမြင်သည်လွန်စွာကြည်လင်လှပေသည်တို့ဖြစ်သောကြောင့်ရှင်တော်မြတ်ဖျားသည်ဘေကုဏီတို့အားဣတတဲ့ဂုံလူများချင်းမြင့်သောအခါ၌ဘာကုလထေရီအား ဒေဝဆက်ကိုအဘိညာဉ်ရရှိသောအရာဌာန၌ဣတတဲ့ထားတော်မူခြင်းဖြစ်ပေသည်ဘုဒ္ဓမေနာတော်ဗုဒ္ဓံတရဏံဂစ္ဆာမိဘုဒ္ဓဖျားရှင်သည် ကိုးကွယ်ရာဖြစ်ပါ၏ဗုဒ္ဓဖျားရှင်ဟာကိုးကွယ်စီကပ်ပါ၏ဓမ္မောမေနာတော်ဓမ္မံတရဏံဂစ္ဆာမိဓမ္မတရားတော်သည်ကိုးကွယ်ရာဖြစ်ပါ၏ဓမ္မတရားတော်ဟာကိုးကွယ်စီကပ်ပါ၏ တန်ကောမေနာတော်တန်ကံတရဏံကိစ္ဆာမိတန်ကတော်မြတ်တေကိုးကွယ်ရာဖြစ်ပါ၏တန်ကတော်မြတ်အားကိုးကွယ်စေကပ်ပါ၏